ရှာနာနာကိုဘလို့ပြောလဲဆိုတော့သူ့ဝတ္တကာတော့သူမပြောတော့ဘူးမြတ်စွာဘုရားဝတ္တကာတော့မပြောတော့ဘူးဝတ္တကာကသူတော်ကောင်းတွေဘလို့စကားပြောမလဲဆိုတော့ကောင်းကောင်းနားမလဲနေဘေးအစင်မဲ့ရှိတော့နော်နေဘေးအစင်မဲ့ရှိတော့ဝတ္တကာကဝတ္တကာတော့မြတ်စွာဘုရားဖတ်မလို့တော့အာနန္ဒာကိုထည့်ပြောတယ်အာနန္ဒာဝစီတိုင်းသားတွေညင်ညွတ်နေတဲ့ကာလပတ်တော့ဘယ်သူမှတိုက်ဖြတ်လို့မရဘူးဟောပြောချင်တာတော့မင်းအောင်နိုင်ကိုပြောတာပေါ့ဒီလူကြီးတွေပြောခဲ့တဲ့စကားထုံးလိုပါပဲ ဒုံးတွေပါလာရင်ပိုလျှောက်ကုန်မယ်ဆိုတဲ့စကားအတိုင်းပဲအခုဆိုရင်တော့တင်ကန်းချုံရောင်ဆောင်တွေများပြားလာတဲ့မြန်မာနိုင်ငံမှာနိုင်ငံရေးနဲ့ဘာသာရေးကိုမရောနိုင်နေတဲ့ရောရှက်ပြီးတော့မြန်မာပြည်သူလူထုကိုမျိုးမျိုးနေထားတွေကိုပြသနေတော့ဒီနေရာပါတယ်အရှိချင်းဒီမှာတော့ကျွန်တော်နေအခမ်းအနားဆိုပြီးတော့ဒီပိုင်းတိုင်းစစ်ထာနာချုံမှာလည်းကျွန်တော်နေအခမ်းအနားပြုလုပ်ပြီးမြန်မာပြည်သူပြည်လုံးကိုဘုံကျဲတစ်ဖက်ဖန်စီနေစဉ်နဲ့အမျှသိဒုက္ခတွေပေးနေတဲ့စစ်ခွေးကစစ်ခွေးကောင်တွေကို အန်ဒီယကင်းဘီရှင်အောင်ဒီပန်းနဲ့ရေဖြန့်နေတဲ့အင်္ဂါတော်တွေကိုလည်းအများကြီးတွေ့နေရတယ်တော်စိတ်ပေါင်းစရာပေါင်းပါတယ်တော်လေးကမှစိုးရတဲ့အနေထားမြန်မာနိုင်ငံရောက်ရှိနေပြီပါလေပြနေတဲ့အနေထားတစ်ခုပါပဲဓမ္မနဲ့ဓမ္မပွဲကြားသိမြင်နိုင်စွမ်းရှိတော့သလားအမှမဟုတ်ဒီရတဲ့နံပဲကြောက်နေရလားသူတဲ့ဒီအားတွေဖြစ်နေတာပါဒီပန်းနဲ့ရေဖြန့်နေတဲ့ဦးစင်းနေလိုက်ဖက်မဲ့သူ့မုံကောင်းကောင်းမှုလေးတစ်ခုကိုလည်းပြည်သူတွေအစားကျွန်တော်အနေနဲ့ထားလိုက်ပါတယ်အားလုံးပဲသုံးကြည့်ရှိမှုဒါကနေပြီးပါတယ် ထုတ်ပါမို့ကီးဘုတ်စရာစိမ်မဟာဖြုတ်ပါဟဲ့ းသွားမိုးနဲ့ပင်မတရာရေသာသောက်လို့တော့အပြင်းမှရေနာပြီးတော့ခင်္ဂလာလို့သာ đi đâu mong sao đến nhà ချင်ရင်တော့ကျွန်တော်တို့ရွေးကောက်ပွဲဆိုတဲ့အဆင့်ကိုမကျော်ဖြတ်လို့မရအောင်ပေါ့နော်ရွေးကောက်ပွဲကိုအဲကန့်ကွက်တာဆိုတာဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကိုကန့်ကွက်တာနဲ့အတူတူပါပဲရှင်ဒီမိုကရေစီခေတ်တည်းမှာပြည်သူလူထုလက်ထက်မှာအာဏာရှိတယ်ဆိုတာအဲ့ဒီအာဏာကိုဟိုချုပ်တုံးတဲ့နေ့ဖြစ်တာပေါ့ရှင်ဟိုကျွန်တော်တို့အကြက်တဲရဘက်ပေါင်းစုံကခန်းစားနေရတာပေါ့နော်နိုင်ငံတကာကလည်းပိတ်ဆို့တယ် ပြတ်တက်ခံရတော့အပြက်တဲကိုဘတ်ပေါင်းတော့သူခံစားနေရတယ်ပြည်သူတွေကသူ့တော်ပြန်သနာပုံစံဖြစ်နေပြီနော်အဲပြီးလို့ရှင်ပြည်တွင်းမှာလည်းသဘောထားကွဲလွဲပြီးတော့မှအကြမ်းဖက်မှုတွေဖြစ်နေတယ်အဲလုံခြုံရေးကျိုးပေါက်နေတယ်ဒါတွေပေါ်မူတည်ပြီးတော့မှပြည်သူလူထုတရလုံးနေတယ်လည်းလောက်ကင်စားတောက်ရခက်ခဲနေတယ်ပေါ့နော်ဒီလိုအကြတဲတွေအများကြီးပါရွေးကောက်ပွဲအကြတဲတွေကနေထွက်ဖို့လို့အတွက်အဆင့်တစ်ဆင့်သာလည်းဖြစ်ပါတယ်ရှင်ပြီးလို့ရှင်ရွေးကောက်ပွဲပြီးလို့ရှင်လည်းအဲတခြားကိစ္စတွေပေါ့နော်ရွေးကောက်ခံအစိုးရဖြစ်လာမယ်လွှတ်တော်တွေပေါ်လာမယ်အဲ့ဒီကနေတစ်ဆင့်ကျွန်တော်တို့နိုင်ငံတကာရဲ့အဲထောက်ခံမှုတွေရမယ်နိုင်ငံတကာပိတ်ဆို့မှုတွေရုတ်သိမ်းသွားပြီးလို့ရှင် ရဲ့လွတ်တော်တွေပေါ်လာမယ်တဲ့လွတ်တော်မှာတက်မဲ့သူတွေကတော့ပုတုမရာသီသူတွေတစ်ချိန်လုံးကဆန့်ပြဈေးမှာပုစီဆိုပြီးတော့နေမဲ့ကြီးခဲ့တဲ့သူကတော့လွတ်တော်တက်ဟိုကျုပ်ပြောခဲ့တဲ့ဖာနိုင်ငံဖြစ်မှာတော့သေချာပြပါပဲ ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးကပြန်နေကြိုဆိုလိုက်ပါရစေ။ Priority Relation လို့သွားပြီးကမှာတော့ယနေ့ Masla 28ရက်နေ့ကြာတာပတိညရဲ့နောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ပေါ်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းပုံအနေနဲ့ကတော့တကယ်ကိုပဲအားတက်စရာနေတာတစ်ခုပါပဲ။ပဲခူးတိုင်းရန်ကုန်မန္တလေးလမ်းပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF Viewer နှစ်သုံးတဖို့ဝင်နေရဒီနေ့ Masla 28ရက်နေ့ပါပဲ။စစ်စေးရေးဆောင်ရွက်မှုတွေကိုပြုလုပ်ခဲ့တဲ့သတင်းမီဒီယာမှတ်တမ်းတပုံတွေကပေါ်ထွက်လာတာဖြစ်ပါတယ်။တာဝန်ကြီးကြီးအဖြစ်ပြည်သူ့တော်လှန်ရေးတပ်မတော်တွေရဲ့ အနာစက်ဝင်းရဘလောက်ထီအောင်ကျပြန့်နေပြီလဲဆိုတာကတော့လက်ရှိမှာမြေဝါးတင်တင်မြင်နေရတဲ့အနေအထားတစ်ခုဖြစ်ပါတယ် နောက်ထပ်သတင်းတော့မှာတော့တိုင်းပြည်ကိုမတရားအာဏာသိမ်းပြီးနိုင်ငံတော်ကစစ်ရာဇဝမှုတွေကိုကျူးလွန်နေတဲ့စစ်ကောင်းဆောင်စစ်ခွေးမင်းအောင်နိုင်ရဲ့လုပ်ရည်တွေကိုဂုံယူနေတယ်လို့အငိမ့်စားစစ်တရားရှိတွေကဒီနေ့မှာပဲပြောကြလိုက်ပါတယ်။အငိမ့်စားစစ်တရားရှိတွေကဒီနေ့တက်မတော်နေအခမ်းအနားမှာသူတို့ဟာမင်းအောင်နိုင်တို့အရန်ကိုဂုံယူဝမ်းမြောက်ဖြစ်နေရာကြောင့်မင်းအောင်နိုင်ရဲ့လုပ်ရည်တွေကအရန်ကိုကောင်းမွန်ပြီးတော့နိုင်ငံကိုတိုးတက်အောင်ဆောင်ရွက်နေကြောင်းနဲ့မင်းအောင်နိုင်ဟာပြည်သူလူထုနဲ့အတူ သူတို့ရဲ့အကြီးကဲဘော်ဒီမှာလည်းတိတက်မှုဟာစမတန်တိတက်လက်ရောညီထွေစွာနေနိုင်မှုရှိတဲ့သူတယောက်ဖြစ်ကြောင်းလည်းထုတ်ပေါ်ပြောကြားခဲ့ရတွေ့ရှိရပါတယ်။ကောင်းဆောင်ရဲ့ဦးဆောင်မှုနဲ့တမတော်ရေးကိစ္စတွေတိုင်းပြည်တည်ငြိမ်ရေးတွေနဲ့အတူလူမှုစီးပွားရေးတိုးတက်ရေးတွေကိုနေမားညာမားဆောင်ရွက်နေတာကိုတွေ့ရလို့လည်းအရန်ကိုပဲဂုံယူဝမ်းမြောက်ဖြစ်မိကြောင်းလည်းတမတော်ဟောင်းဦးသိန်းစိန်ကပြောထားတာတွေ့ရှိရပါတယ်။ငါတော်တွေမဟုတ်တော့ဘဲနဲ့ကိုဝင်နေအနေထားရင်လည်းပါအခုလူပေါ်လာတာတော်လေးဥမာမြန်မာနိုင်ငံမှာ သာသနာရေးဟာမိမိပျောက်ကွယ်သွားဖို့တော့စိုးရိမ်တဲ့အနေထားဖြစ်နေပါပြီ။ ော်လဲဆိုတော့ DBO လေးကတက်တဲ့တခုဖြစ်ပြီးတော့ DBO လေးကိုမကြည့်ရသေးတဲ့အမျိုးကြီးတွေပြန်လဲမြောက်ပေးလိုက်ပါတယ်။ဒီအနေနဲ့ဘယ်လိုမျိုးထင်မိလဲဆိုတော့ဟုတ်ကဲ့လို့ရပါတယ်။ပြည်သူ့ဝန်ထမ်းမဟုတ်ဘူး။တာသနာ့ဝန်ထမ်း။ပြည်သူ့ဝန်ထမ်းပုဂ္ဂိုလ်ကသာလျှင်နော်ငါငါတို့ဘယ်အစိုးရဘက်ကိုယက်တီမလဲငါတို့ဘယ်အစိုးရဘက်ကိုယက်တီမလဲအဲ့လိုသွားရမှာဒါလူတွေလို့ဘုန်းကြီးဆိုတာသာသနာမျက်နှာပဲကြည့်တာอืม တော့မျက်နှာပဲမူရမှာဘယ်မင်းနေမျက်နှာမှာမူရမှာမဟုတ်ဘူးတော့အန္တရာယ်လဲဘောရပါလားမင်းပဲပြောနေတော့မှန်ပါပဲတော့ဆိုလဲဘောရပါတာပဲမင်းအောင်လည်းဘောရပါတာပဲအဲ့တော့ဟိုတယ်ကိုကက်ပြပါသေးဒီတယောက်ကောင်းပါသေးဆိုရင်ဒါကအဆွမ်းရောက်တဲ့စိတ်တက်ဖြစ်သွားပြီနော်တစ်ဖက်ကိုရင်းနေအတွက်အဆွမ်းရောက်တယ်မဇိမပရိပဒသမားဖြစ်ရမယ်အဲ့ဒါဘလို့မြို့မဇိမပရိပဒစိတ်ထားရမလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့စံနှုန်းလေးရှိတယ်ဗောနော်ဒါမြတ်စွာဘုရားရှင်စံနှုန်းလေးရှိတယ် မဟာဝမလာဒီကနေ့ကမလာမိဖျားရှင်ခေါ်တာရှိတယ်မဘရိနိဗ္ဗာန်တုတ်တန်ဒဲမာနဲ့တူပါဒီကနေ့ကဖြစ်ပေါ်များတယ်အဲ့ဒီမှာမကရတိုင်းရှင်ဇာတဒကဝစီမင်းတို့သူကအမြင့်ဖြုတ်ချင်တာနော်ဝစီမင်းတို့သူကအမြင့်အရန်ဖြုတ်ချင်တာဒီကောင်လေးပြုတ်သွားမှငါမကရတိုင်းယူချဲလို့ရမယ်ငါ့ရဲ့အနာဇက်ကြီးကရရှိတည်နေမယ်နောက်ဆုံးငါ့ရဲ့အနာဇက်ကိုဒီဝစီမင်းနဲ့ခဏခဏထိပါနေတယ်အဲ့တော့အဇာတဒကဘာတွေးလဲဆိုတော့ဒီဝစီမင်းနဲ့ ကစီလုံးတဲ့အတွက်ငါတုံတုံနဲ့ဖြူဖြက်လို့မရဘူး။သူ့ရဲ့အဖွဲကြီးကအရင်ကြီးမာတယ်။သူ့ရဲ့အာနာကအရင်ကျယ်ပြန့်တယ်။အဲ့တော့ဒီပုံကိုယ်ရင်းကဖြူခွင်းနေဖြတ်စည်းကျင်တယ်။ဒါပေမဲ့ तू ကနည်းနည်းစဉ်းစားလို့မတက်ဘူး။အဲ့တော့မျက်စောပြရှင်အလုံးစုံသိရပုံကိုယ်ဆိုတော့ तू ကမျက်ဒီဝဒက I sorry ။ဟောကနော်အစားတက်ကသိချာတော့သူ့ရဲ့အမတ်ဖြစ်တဲ့ဝိဇာကာရောဖျက်ရှင်မှာအခုကအခုကလူတွေပေါ့လေ။အခုကလူတွေလို့ပေါ့။ အဖိုးကြီးကြောင်းသွားပြီးတော့ပစ္စည်းလေးပေးပြီးရှင်ကဟိုအစိုးရတာငါနိုင်ကရင်ခိုင်းတယ်ဗောလေရှင်ကရှင်မတို့ဓာတ်လှူတယ်နော်တို့ပြောဘာလေးတော့ပြန်ဆောင်ရပေးပါဘလို့ကြညာချက်လေးထုတ်ပေးပါအဲ့ဒီလိုမျိုးဗောလေအဲ့တော့အဲ့လိုမျိုးခရီးရှင်စီသွားပြီးရှစ်ကိုကတော့နော်ပူဇော်လှူဒန်းပြီးတော့မှမြတ်စွာဘုရားကိုဝဒကာရဘာပြောလဲဆိုတော့အရှင်မြတ်ဝစီတိုင်းသားတွေပျက်စီးဖို့သူကလမ်းညောင်း ခင်းတယ်။ဝိစီတိုင်းသားတွေဘလို့ဖြုတ်ခွဲရမှာလဲ။မျက်စောပြက်ရှင်ရ။သူတို့ဘောလို့မြည်သူတို့ဘာပြက်ပြက်ပြားချောင်းပြက်စည်းချောင်းဘယ်တော့မှမပြောဘူး။မှတ်ထားအဲ့ဒါနော်။ပိန်တယ်လို့တချို့တွေပြောနီဘိန်လို့ခေါ်ကြတယ်။နော်နီဘိန်နီဘိန်လို့ခေါ်ကြတယ်။ဒါပေမဲ့ဟုတ်တယ်တကယ်လည်းပိန်တယ်။ဘာသာရေးမြင်ရဘာသာရေးမြင်နေချင်းတယ်။အနရီယပုံတော်တော်များများနည်းနည်း၃ရက်ဆင်မဲ့ရှိတယ်။နော်မူဂျိုဆင်မဲ့ရှိတယ်။မူဂျိုအေးဝင်လေးကတော့ ပစ္စည်းမှာပြိပဒလမ်းကိုအလယ်လမ်းကိုရှောက်နေရဆိုရင်ဆိုရင်နဲ့ရှောင်ရင်းရှောင်ရင်းနဲ့လမ်းတွေလွဲလာသလားလို့တော့မှမဟုတ်သေးပါဘူးဟွန်းเนาะဟိုကာကြီးခါကိုကျင့်ကစားအရွယ်လောက်ပဲရှိသေးတယ်เนาะဘာသာရေးအမြင်နဲ့ပတ်သက်လဲ NID ကလူတွေတော်တော်များများ300ဆင့်ပဲရှိတယ်0ဆင့်ပဲရှိတယ်ဟွန်းအဲ့တော့ရဲ့ NID ကလူတွေက300ဆင့်0ဆင့်ဆိုတော့မင်းရောက်နိုင်လို့တိတိနှစ်တွေပေါ့ပြောချင်တာကဒီဝါသာကရပုံလားမျက်စောပြအဲ့လိုစိတ်နဲ့တော့မိတာเนาะ ဝစီဝစီတိုင်းသားတွေဖြိုခွဲဖျက်ဆီးဖို့တပည့်တော်ဘလိုနီလာနဲ့တော့ရမလဲဖေ။အဲအဲ့လိုမျိုးစိတ်ထဲနဲ့တော့မေးတာ။အဲ့တော့သူတို့ကောင်းတို့မြေဒီမှာဘယ်တော့မှသူများပျက်စီးကြပျက်စီးကြောင်ဘယ်တော့မှမပြောဘူးမကြံဘူးမတွေးဘူး။ဒါသူတို့ကောင်းတွေအလုပ်ပဲ။အဲ့ဒါလေးကောင်းနဲ့ထဲတာဘူးလို့လည်းနော်။အစစ်ဆုံးကခုနလိုပေါ့နော်။အာဒီဒီ is cream ပါလိုက်ကောင်းတော့ဆန်လာရှင်ကြဆုံးမှုတော့။သူကဘုပြစုတောင်းတယ်။ တေဝရလူတွေကိုဝိပုစုတောင်းပေးတယ်ကောင်းရမှာလို့ပြောတယ်နော်အဲ့တော့ဘုန်းကြီးတွေကအဲ့လိုစိတ်ထဲမှာမူရအောင်နော်အဲ့ဒါလေးတော့ကောင်းကောအဲ့ဒါလေးတော့ခွဲခြားနားမလည်တဲ့အဆင်လေးနဲ့ဘုန်းကြီးတွေကနည်းနည်း complain မတက်နဲ့နော်ဘယ်လိုပြောမလဲနည်းဘုန်းကြီးဘက်ကတော့တွေးပါဘောဒီပုံကအုံတော့မရှိဘူးတုံညအဆင်မရှိနေဘင်းပေါ့နော်အဲ့ဒါဒီဘက်ကလူတွေသူတို့ဘက်မရက်တီလို့ရှင်ဘာဖြစ်လဲဘုန်းကြီးကိုကတော့လို့ပြောတယ် အရက်တင်ဒါမှငါတို့ဖုံဖုံအဲဒါဒါဒါတော်တော်များများတွေ့ရတယ်ပေါ့နော်ဒါဥဒါမဲ့ဥစဉ်တို့ NLD လည်းမဟုတ် USCB လည်းမဟုတ်ဘူးဥစဉ်တို့ဖျားသားတော့ပဲဖျားသားတော့ဖြစ်တဲ့အတွက်ဖျားသားတော့ဘက်ကထင်ဖျားသားတော့ဘက်ကနားတယ်ဟေးဝင်လေးနေနဲ့ကတော့ဖျားသားတော့ဆိုရင်တော့မင်းအွန်လိုင်းဘုံတွေကျဲတူအင်္ဂါတော်တွေပြန်တော်တော်မူသွားတဲ့ကိစ္စကိုဘာလို့လှုပ်ဝှက်ထားလဲဆိုတာတော့မေးစင်ရှေ့ရပါပဲအဲ့တော့ခုလိုလူ ရှင်းပြနေပဲဖြစ်တယ်နော်အဲ့ဒါအဲ့လိုမျိုးဘုရားကတော့မြတ်စွာဘုရားကိုမေးတယ်မြတ်စွာဘုရားရှင်ကမပြောဘူးဒါမဲ့ဘုရားရှင်ကဘာပြောလဲဆိုတော့အနာရှင်အနန္တာအချိန်မှာဘုရားရှင်ကိုနွေရာသီဖြစ်တဲ့တော့ပူလို့ရက်ခတ်ပေးနေတယ်အမတ်မြတ်စွာဘုရားရှင်ကသူတို့ပစ္စည်းရဲ့ပစ္စည်းရောမဟုတ်ဘူးရှင်အနန္တာကိုဘလို့ပြောလဲဆိုတော့သူဘုရားကတော့သူမပြောတော့မြတ်စွာဘုရားဘုရားကတော့မပြောတော့ဘူးဒါကလည်းသူတော်ကောင်းတွေဘလို့စကားပြောမှာလဲဆိုတော့ကောင်းကောင်းနားမလဲနေဘေးအစင်မရှိတော့เนาะ နိဝေးရှင်မရှိလို့ဘုဒ္ဓကာရဘုဒ္ဓကာရကိုမြတ်စွာဘုရားအဖတ်မလို့တော့အာနန္ဒာကိုထည့်ပြောတယ်အာနန္ဒာဝိဇိတိုင်းသားတွေညင်ညွတ်နေတဲ့ကာလပတ်တော့ဘယ်သူမှတိုက်ဖြတ်လို့မရဘူးတော့ပြောချင်တာတော့မင်းအောင်နိုင်ကိုပြောတာပေါ့ဒါစသည်ဖြင့်ဇာသာအပရိဟာနိယတုတ်တော်အာနန္ဒာကိုမြတ်စွာဘုရားရှင်ကဟောကြားလိုက်တယ်ဆိုလိုချင်တာကဘုရားရှင်ကအစယဟန်တံဃာရဲ့အဆုံးဘယ်တော့မှသူတို့ဘာပြည့်စည်ရပြည့်စည်ကြအောင် စုတုံးတင်ပါတယ်လို့ထင်နေသေးရခင်ဗျားတို့ကဘုရားဘာသာအရေးချုံးစင်မဲ့ရှိတယ် တဲ့ပြင်ကိုအဲဒါပေမဲ့ကျမတို့ကဘာလို့တော့စောင့်နေလဲဆိုလို့ရှိရင်ရွေးကောက်ပွဲစနစ်ပေါ့နော်ရွေးကောက်ပွဲစနစ်ပဲလွတ်တော်တွေမှာဘလို့ရွေးကောက်ပွဲစနစ်တွေတုံးပြီးတော့မှရွေးကောက်ပွဲကျင်းပမှာလဲဆိုတော့ကျမတို့ဒါစောင့်နေပါလိမ့်ရှင်ဒါကတော့နိုင်ငံတော်ကဆုံးဖြတ်ပြီးတော့မှဟိုဥပဒေအရဥပဒေနဲ့လှုပ်ထုံလုပ်နည်းတွေထွက်ရမှာဖြစ်ပါတယ်အဲ့လိုထွက်ချင်းအပြင်ပြီးလို့ရှိရင်မဲဆန္ဒနဲ့တတ်မှတ်တာတွေကျမတို့နိုင်ငံတော်ကတတ်မှတ်တာတွေကျမတို့သိဖို့လိုပါတယ်အဲ့ဒီအချက်နှစ်ချက်ပေါ်မူတည်ပြီးတော့မှကျမတို့ပါတီကလည်းလိုက်ပြီးပြင်ဆင်ရမှာဖြစ်ပါတယ်ရှင်ဒီမိုကရေစီကိုလိုချင်တာပေါ့နော်ပြည်သူလူထုလိုလားတာကဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ချင်တယ်ဒီမိုကရေစီလိုချင်တယ်ဆိုရင်ဒီမို ကရေစီလိုတယ်ပြည်သူလူထုလူသားရဲ့ဆိုတဲ့စကားကိုထပ်မှန်သုံးနေရတွေ့ရပါတယ်တကယ်တော့လူလားတာကဘောမာတွေကလူလားနေဖြစ်ပါတယ်သူတို့ရဲ့သူစီဘွားတွေနဲ့သူတို့ရဲ့ဘဝတွေပို့ပြီးတော့ထက်ကိုရောက်ဖို့အတွက်ပြည်သူတွေကိုပို့ဖိနှိပ်နိုင်ဖို့အတွက်အာဏာရဖို့အတွက်သူတို့တွေကခုလိုမျိုးလူလူလားလားနဲ့ရွေးကောက်ပွဲကိုကျင်းပဖို့အတွက်အားလုံးတွေ့ရမှာဖြစ်ပါတယ်ကျင်းရင်တော့ကျွန်တော်တို့ရွေးကောက်ပွဲဆိုတဲ့အဆင့်ကိုမကျော်ဖြတ်လို့မရအောင်ပေါ့နော်ဆိုလို့ရှိရင်ဒီမဟုတ်ဟိုပါပေါ့ရွေးကောက်ပွဲရွေးကောက်ပွဲကို အဲကန့်ကွက်တာဆိုတာဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကန့်ကွက်တာနဲ့အတူတူပါပဲရှင့်ဟိုကျွန်တော်တို့အကြက်တဲရဘက်ပေါင်းစုံကခန်းစားနေရတာပေါ့နော်နိုင်ငံတကာကလည်းပိတ်ဆို့တယ်အဲပြီးလို့ရှင်ပြည်တွင်းမှာလည်းသဘောထားကွဲလွဲပြီးတော့မှအကြမ်းဖက်မှုတွေဖြစ်နေတယ်အဲလုံခြုံရေးကျိုးပေါက်နေတယ်ဒါတွေပေါ်မူတည်ပြီးတော့မှပြည်သူလူထုတရလုံးနေတယ်လည်းလောက်ကင်စားတော့ရခက်ခဲနေတယ်ပေါ့နော်ဒီလိုအကြက်တဲတွေအများကြီးပါဒါပေမဲ့ဒီရွေးကောက်ပွဲပြီးသွားလို့ရှင့်တော့ရွေးကောက်ပွဲဒီဒီအကြက်တဲအများကြီးတွေကမှရွေးကောက်ပွဲအကြက်တဲတွေကနေထွက်ဖို့လို့အတွက်အဆင့်တစ်ဆင့်သာလျင်ဖြစ်ပါတယ်ရှင့်ပြီးလို့ရှင့်ရွေးကောက်ပွဲပြီးလို့ရှင့်လည်းတခြားကိစ္စတွေပေါ့နော် ရွေးကောက်ခံအစိုးရဖြစ်လာမယ်လွတ်တော်တွေပေါ်လာမယ်အဲ့ဒီကနေတဆင့်ကျွန်တော်တို့နိုင်ငံတကာရဲ့အထောက်ခံမှုတွေရမယ်နိုင်ငံတကာပိတ်ဆို့မှုတွေရုတ်သိမ်းသွားပြီလို့ရှိရင်ကျွန်တော်တို့ကပြန်လည်တိဆောက်ရေးကိုကျွန်တော်တို့အားကျုံးမှတဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်ရှင်အဲဘောမာရီအနေနဲ့ကတော့ရွေးကောက်ပွဲပြီးသွားရင်တို့နိုင်ငံတကာကနေပြီးတော့ပိတ်ဆို့မှုတွေရပ်တန့်ပြီးတော့တော်လိုင်းကြီးတက်တွေကလက်နက်ချမလို့ထင်တာပုံရပါတယ် အဲနောက်တစ်ခုကတော်ယုံတန်ယုံသဘောထားအမတင်ဟိုပါသဘောထားအရင်မတင်ပါတဲ့သူတွေကလည်းဒီရွေးကောက်ပွဲပြီးသွားလို့လွတ်တော်လဲပေါ်လာပြီးပြည်ပြည်သူလူထုလည်းမဲပေးလိုက်ရတယ်အဲကိုဟိုပါရွေးကောက်ခံကိုစလဲလဲပေါ်လာပြီးလွတ်တော်ပေါ်လာပြီးရွေးကောက်ခံအစိုးရလည်းပေါ်လာပြီးဆိုရင်တော့တော်ယုံတန်ယုံသဘောထားကွဲလွဲတာတွေလည်းပြည်လဲသွားနိုင်ပါလိမ့်ရှင်မဲပေးပိုင်ခွင့်ရှိတယ်ဆိုတာကလေဒါ people power ပေါ့နော်ဒီမိုကရေစီခေတ်တည်းမှာပြည်သူလူထုလက်ထက်မှာအာဏာရှိတယ်ဆိုတာအဲ့ဒီအာဏာကိုဟိုထုတ်သုံးတဲ့နေ့ဖြစ်တာပေါ့ရှင်ဒီဒါဒါပြောမယ်ဆိုနိုင်ငံသားအခွင့်အရေးဖြစ်တယ်ပြီးလို့ရှိရင်ကိုကြိုက်တဲ့အစိုးရကိုကိုရွေးတာကိုမကြိုက် လည်းမရွေးဘူးပေါ့နော်စသဖြင့်ပေါ့နော်ဒါပြည်သူလူထုရဲ့စန္ဒကိုထုတ်ပေါ်တဲ့နေ့ဖြစ်ပါလေရှင်ပြည်သူလူထုမှာရှိတဲ့အာဏာကိုထုတ်သုံးတဲ့နေ့ဖြစ်ပါလေရှင်အဲ့ဒါကြောင့်မလို့ရွေးကောက်ပွဲကိုစန့်ကျင်တာဒီဒီမိုကရေစီကိုစန့်ကျင်တာသဘောမျိုးဖြစ်ပြီးတော့မှရွေးကောက်ပွဲကိုပူးပေါင်းပါဝင်မှသာလေဒီမိုကရေစီကိုအမြေတောင်မြောက်ရကြပါလေရှင်ရလကတော့ပြည်သူလူထုဆုံးဖြတ်မှာဖြစ်ပါလေရှင်ကျွန်တော်တို့ကတော့အတတ်နိုင်ဆုံးစူးစမ်းနေပါမယ်သို့တော်လည်းရလကတော့ပြည်သူလူထုဆုံးဖြတ်တဲ့အတိုင်းဖြစ်ပါတယ်ပြည်သူလူထုထားတဲ့နေရာကျွန်တော်တို့နေရမှာဖြစ်ပါလေရှင် ကဲ2025ရွေးကောက်ပွဲမှာတော့တမဲမမရဘဲနဲ့ရှုံသွားတဲ့တတ်တက်ခိုင်တကောင်ကတော့အခုဆိုရင်တော့ပြည်သူလူထုကဆုံးဖြတ်တာကိုထက်လို့ကြီးနေပါပဲဗျာ။အုံးမဲ့ DBU လေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့ Passive Tolerance နေ့ဆိုပြီးတော့ခေါင်းစဉ်တစ်ခုနဲ့ဒီနေ့မှာဆိုရင်တော့ဘူဤနေမျိုးစင်းငင်ကွန်းပြောချဖြစ်ပါတယ်။ဘုန်းတချို့ကိုကောင်းလို့ပေါ့တဲ့ပါတယ်။ပေါင်းရှိစေကြမိဒီမှာပြီမှာ အုပ်စီးချုပ်ချယ်ရက်ဆက်လာတဲ့ဖက်စစ်အချမ်းဖက်အာဏာရှင်စနစ်ကိုပြည်တိုင်းညီလံဖယ်ရှားနိုင်ရေးကြိုးပမ်းနေကြတဲ့ဖက်စစ်ဒေါ်လာရေးပြည်သူကာကွယ်ရေးလူဦးဒေါ်လာရေးပြည်ရဲ့ကောင်အားလုံးကိုလေးစားစွာဂုဏ်ပြုရင်းဒီကနေ့ကြာရောက်တဲ့နေ့80မြောက်ဖက်စစ်ဒေါ်လာရေးနေ့ခန္ဓာနဲ့ပတ်သက်ပြီးတော့ရေဘိုလိုရောပြည်သူတိုင်းသားမြမပြည်ပွားအားလုံးကိုပါလေးနဲ့ပန်ချားလို့တဲ့ ချက်တွေကိုပြောပြပြသည်ဒီကနေ့ဆိုရင်ဖက်စစ်အကြမ်းဖက်စစ်တပ်ထဲမှာသူတို့ဘာသာသူတို့လိမ့်လဲရယူထားတဲ့အမိဖြစ်တဲ့တမတော်နေ့ဆိုတာကိုခန်းနာစွာကျင်းပကောင်းကျင်းပနေပါလိမ့်မယ်ဒါပေမဲ့မာပြည်တနန်တီလေးရနေရာအနှံ့ပြားမှာဖြစ်ပွားနေတဲ့ဖက်စစ်တော်လန်ချေမုံကြီးစစ်ပွဲများရဲ့အကြောင်းအကျိုးရလဒ်တွေကိုတော့ 低头等一下喽，叶博，叶博头，阿罗，刚说啊，必须加 VIP 的。嗯。拍摄这下，来来乖乖呢，你看你啊，难不雅嘛？兄弟们，面子啊，生活太便宜了，谁看没面子呢？朋友，朋友，来来乖乖，进你家啦，VIP 里面。我叫雷叔了，他他们说这个傻逼，拍摄加拍没有难言，拍摄阿那先是你，再对木，拍摄阿那先皮。 တို့တို့ဆွေမျိုးသားချင်းစစ်ဘုရတို့စုကောင်းစားရေးအတွက်နိုင်ငံတော်အာဏာကိုအလွဲသုံးစားလုပ်ဖို့ပြည်သူပိုင်တဲ့အာဏာကိုလက်နက်နဲ့အင်အားကိုအသုံးပြုပြီးအထမလူယူသိမ်းပိုက်ခဲ့တဲ့အတွက်ဒီ၄နှစ်ကျော်ကာလတစ်လျှောက်လုံး2021မှနေ2025ထိဖက်စစ်အကြမ်းဖက်ဝါဒကိုလုံးလုံးလက်မခံနိုင်တဲ့ပြည်သူတိုင်းသားအလုံးရဲ့ပြင်းပြတဲ့တော်လှန်ရေးစိတ်ဓာတ်ကြောင့်နိုင်ငံနေရာနေရာနှံပြားမှာလက်နက်ကိုင်ခုခံတော်လှန်တဲ့စစ်ပွဲများ အပြင်းထန်ဖြစ်ပွားခဲ့ပြီးခုဆိုရင်ဖက်စစ်ဂျမ်ဖက်တာဟာစစ်တိုင်းဌာနချုပ်ကြီးနှစ်ခုကိုလက်လွတ်ဆုံးရှုံးရပြီးတဲ့အပြင်နိုင်ငံရဲ့အေရီယာ65ရာခိုင်နှုန်းအထက်ကိုပါဒေါ်လာရင်းတစ်ဖွဲ့ကတိမ့်ပိုက်နိုင်တဲ့အထိဖက်စစ်တပ်ဟာချိနဲ့နေရာချင်းမြောင်းလာပြီးဖြစ်တယ်။ဒီကနေ့လိုအချိန်ဆိုရင်မကွေးတိုင်းအစမကိုးတိုင်းအစအေရီတိုင်းအတွင်းဂရင်ပြည်နယ်နေရာအနှံ့ပြဂရင်ပြည်နယ်နေရာအနှံ့ပြကချင်ပြည်နယ်နေရာအနှံ့ပြနဲ့ ညာမြေပြန့်လွေမြင်နေရာနှံပြမှာပါပြင်းထန်တဲ့တိုက်ခိုက်မှုဖက်စစ်ချေမုံရေးစစ်ပွဲတွေဖြစ်ပွားပြီးပြည်သူရဲ့အောင်လံဟာနေရာနှံမှာတလူလူလွင့်ပြန်လာတဲ့အခြေဖြစ်တယ်ဒုနိဒုစာပဲဖက်စစ်ကျမ်းဖက်အာဏာရှင်စနစ်ဟာမြန်မာပြည်ပေါ်မှာအာဏာရှင်စနစ်ရှိမှသူတို့တွေမြန်မာနိုင်ငံရဲ့တင်ရန်စတာတွေအပါအဝင်အားလုံးကိုကိုသွေးဆုံနိုင်မယ်ဆိုတော့ညှို့မှန်းချက်နဲ့ပါဝင်ကြိုးပမ်းနေတဲ့အင်ဒီဂျင်ကွန်မြူနတီနိုင်ငံကြီးတချို့နဲ့ကမ္ဘာမိတ်ဆာဝင်ရိုးတဲ့နိုင်ငံတချို့ရဲ့ပံ့ပိုးမှုကြောင့် မြောင်လိုက်ဟာခုဆိုရင်ဖျားပြင်းတဲ့ဘုံတွေတိုက်လီရင်တွေဒရုန်းတွေဤပညာမြင့်ပစ္စည်းတွေနဲ့ကျွန်တော်တို့ပြည်သူတရက်လုံးရဲ့ခုခံတွန်းလှန်စစ်ကိုရရဆက်ဆက်ဖိနှိပ်ချိန်မုံနေတာတွေ့ရပါလိမ့်မယ်။ဒါကြောင့်လည်းပဲဖိနှိပ်ချိန်မုံမှုဒဏ်ကြောင့်ကျွန်တော်တို့ရဲ့သူရဲကောင်းများစွာမန္တလေးတရားအတွက်ပြတ်သားစွာခုခံတွန်းလှန်နေကြသောပြည်သူတွန်းလှန်ရေးတပ်သားများစွာဟာထိခိုက်ဒဏ်ရာရလက်ရှိတယ်။ကြာဆုံးလက်ပေးဆက်လျက်ရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာမှန်တဲ့လုပ်ကို 六家的对面批的这家，啊开开了米面，四家谁家木，阿没少，谁没皮，左没有对面，就那种七十比打威马，剩的用二手嘞，用起钱嘞，我批评你，七十多家也嘛批的。